ဇလန်တမရဇလန်စကီကကြေညာတယ်သူတို့ဖမ်းမိထားတဲ့စစ်သားတွေထဲမှာတရုတ်နိုင်ငံသား၂ယောက်ပါနေတယ်ပြောချင်တာတရုတ်စစ်သားတွေဖမ်းမိထားပြီဒါကြောင့်ဥရောပစစ်ပွဲမှာရုရှားနဲ့အတူတိုက်နေတဲ့မြောက်ကိုရီးယားအပြင်တရုတ်စစ်သားတွေပါပါလာပြီဆိုပြီးတော့ဒါ breaking news အနေနဲ့တမရဇလန်စကီကကြေညာသွားတယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တန်းအပါဝင်တန်းချူတန်းကောင်းတန်းမှဲ့တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဒီညာစာအသက်ဝင်မယ် အဲ့တော့အမေရိကန်ဆိုရကတော့ပြောထားတာကတခြားနိုင်ငံတော်တော်များများကကိုယ်စားလှယ်တွေအားလုံးဒီဝါရှင်တန်ကိုရောက်လာတယ်ဂျပန်ကိုယ်စားလှယ်တောင်တိုရကိုယ်စားလှယ်အစီကိုယ်စားလှယ်ပေါ့ဥရောပကိုယ်စားလှယ်အမေရိကန်အစိုးရနဲ့ညှိနှိုင်းဖို့စူးစမ်းနေတယ်ဒါကြောင့်ဈေးကွက်ကပြည်လဲသွားမယ်လို့ယူဆတယ်အမေရိကန်ကပြန်လျှော့ပြီးပဲလို့ယူဆပြီးဈေးကွက်တွေအကောင်းမဲ့မြင်နေတယ်ဒါပေမဲ့တရုတ်နိုင်ငံဘက်ကတော့လုံးဝမလျှော့နိုင်ဘူးငါတို့က34ရာခိုင်နှုန်းနဲ့ ပြန်တိုက်ခိုက်မယ်ငါတို့စီးပွားရေးရပြီအနိုင်ကျင့်အောင်လက်မခံဘူးဆိုပြီးပြောတာဖြစ်တဲ့အတွက်အမေရိကန်ကတရုတ်နိုင်ငံကိုနောက်ထပ်50ရာခိုင်နှုန်းအခွန်ထပ်ကောက်မယ်ပြောချင်တာကတရုတ်ကတင်သွင်းတဲ့ပစ္စည်းတခုတစ်ချက်နဲ့ပစ္စည်းတခုအခုဆိုရင်နှစ်ချက်ဖြစ်သွားတော့မယ်အဲ့တော့အမေရိကန်နိုင်ငံမှာတရုတ်ပစ္စည်းတွေ20အဲရဘာဒီနှစ်ဆတက်သွားမယ်အဲအဓိကကအမေရိကန်အစိုးရဘက်ကတုတ်ပြန်တာကတရုတ်နိုင်ငံကိုမင်းငါတို့နဲ့ကုန်သွယ်ရင်မင်းတို့ပဲရှုံးမှာစစ်ပွဲမှာ ဘာကြောင့်လဲဆိုတော့မင်းတို့ကငါတို့ငါတို့နိုင်ငံကိုရောင်းတဲ့ပစ္စည်းတည်းငါတို့ကမင်းတို့ကိုပြန်ရောင်းနေတဲ့ပစ္စည်းက20ရာခိုင်နှုန်းအဲငါးပုံတစ်ပုံပဲရှိတယ်အဲ့တော့အပြန်လဲအခွန်ကောက်ကြရင်မင်းတို့ကပို့ပြီးတော့အခွန်ပို့ပေးရပြီပို့နေနိုင်ငါတို့အမေရိကန်ကဒီကွန်တေးဒက်ဖစ်စ်ဖြစ်နေတာဖြစ်တဲ့အတွက်အမေရိကန်ကိုကနေတရုတ်ကိုရောင်းတဲ့ပစ္စည်းကတရုတ်ကအမေရိကန်ကိုရောင်းတဲ့ပစ္စည်းကပိုများနေလားအာထိခိုက်နေနိုင်ကြီးတိနိုင်ရင် တရုတ်ကပဲထိခိုက်နေနိုင်တယ်ဒါကြောင့်တရုတ်နိုင်ငံကတခြားနိုင်ငံများကဲဆိုပြန်မတုတ်ပြန်ဖို့ပြောတယ်အဲ့တော့တခြားဘယ်နိုင်ငံမှအမေရိကန်အစိုးရရဲ့ဒီ troop တို့ကောက်လိုက်တဲ့အခွန်ကိစ္စကိုပြန်လဲတုတ်ပြန်တာယနေ့ထိမလုပ်သေးဘူး UK လည်းမလုပ်သေးဘူး EU လည်းမလုပ်သေးဘူးအားလုံးဒီအခြေအနေကိုစောင့်ကြည့်နေတယ်ဂျပန်လည်းမလုပ်ဘူးတောင်ကိုရီးယားလည်းမလုပ်ဘူးအမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းဖို့ပဲစူးစမ်းနေတာတရုတ်ကအဲ့ဒါကိုဆက်ဆက်တိမခံမင်းငါ့ကိုလာပြီး မတရားမလို့ねငါမျိုးကိုပြန်ပြီးတော့အခွန်ပြန်ကောက်လို့ဆို34ကိုတုတ်ပြန်လိုက်တာဖြစ်တဲ့အတွက်ဦးအမေရိကန်နောက်ထပ်50ကန်လို့ထပ်တုတ်ပြန်လိုက်မှာဖြစ်တဲ့အတွက်အဲ့တော့ဒီတရုတ်နိုင်ငံရဲ့အမေရိကန်ကိုတင်သွင်းတဲ့ပစ္စည်းတွေကနှစဈေးတက်သွားမှာဖြစ်တဲ့အတွက်အမေရိကန်တရုတ်နိုင်ငံပဲနင့်လာလိမ့်မယ်အမေရိကန်ကတရုတ်ကိုတင်သွင်းတဲ့ပစ္စည်းကနည်းတာဖြစ်တဲ့အတွက်အမေရိကန်အထူးကနင့်လာမှာနည်းမယ်ဆိုပြီးတော့ဒါအမေရိကန်ဘက်ကကုန်သွယ်ရေးကိုယ်စားလှယ်များကတော့ဒီတိုင်းပြောဆိုနေကြပါတယ်အဲ့တော့ ကမ္ဘာဈေးကွက်ကတော့နော်ဥရောအမေရိကန်ဈေးကွက်ကတော့ဒီနေ့ဈေးကွက်ဖွင့်တဲ့အချိန်မှာဒီဒီညပေါ့ဒီညနေမှာဒီကမ္ဘာနိုင်ငံများနဲ့အမေရိကန်အစိုးရနဲ့ကုန်သွယ်ရေးပြည်လည်မှုရသွားပြီးတော့အမေရိကန်အစိုးရဘက်ကဒီကုန်သွယ်ရေးအခွန်ကောက်ထားတာကြီးရှော့ပေးမယ်လို့ယူဆပြီးတော့ဈေးကွက်ကအကောင့်ဘက်ကနေပြန်လဲတုတ်ပြန်ပါတယ်။ရောက်ဈေးကွက်တွေအားလုံးဒီနေ့အခြေအနေကောင်းပါတယ်။မနေ့ကတော့အခြေအနေအဆိုးဆုံးကြီးကျသွားတယ်။ အခုသမရဇလန်ခရီးကကျင်းပါတယ်တရုတ်စစ်သား2ယောက်ကိုသူတို့ဖမ်းမိထားတယ်အဲ့တော့တရုတ်စစ်သား2ယောက်ကိုဖမ်းမိထားတယ်လို့ကျင်းပါတယ်ကျင်းတာဖြစ်တဲ့အတွက်အမေရိကန်ဒီရုရှားစစ်ပွဲမှာတရုတ်နိုင်ငံကပူပေါင်းပါဝင်လာပြီလားဒါကကမ္ဘာပေါ်မှာ hot news ပါ တရုတ်နိုင်ငံကဘယ်နိုင်ငံဝင်မှတရားဝင်စစ်သားပို့ထားတာမကြေညာတာပါဘူးဘယ်စစ်ပွဲမှာဝင်ပါတာမကြေညာတာပါဘူးဦးတရုတ်နိုင်ငံကနောက်ကွယ်ရနေပြီးတော့ရုရှားနဲ့ပေါင်းတိုက်နေပြီလားတရုတ်ကရန်လိုနေပြီလားဆိုတဲ့မေးခွန်းကအကြီးကြီးမေးနေပါဖြစ်ပါပြီ။ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့အခုယူကရိန်းစစ်ပွဲကဥရောပနဲ့ရုရှားစစ်ပွဲပါအဲ့တော့ဥရောပနဲ့ရုရှားစစ်ပွဲမှာတရုတ်နိုင်ငံကပါလာရောက်ပြီးတော့ ဲလာရောက်ပြီးဝင်ပါပြီဆိုရင်ဒါတရုတ်နိုင်ငံအတွက်ကောင်းကျိုးမဖြစ်နိုင်ပါဘူးဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့နောက်ထပ်သတင်းတစ်ပုဒ်ပါအဲ့တော့တရုတ်နိုင်ငံဟာရုရှားနဲ့ပေါင်းပြီးကမ္ဘာပေါ်မှာတကယ်တမ်းအဖျက်လုပ်ငန်းတွေလုပ်နေပြီလားဥရောပမှာစစ်ပွဲဖြစ်နေတာတရုတ်နိုင်ငံနဲ့ဘာမှမပတ်သက်ပါဘူးတရုတ်နိုင်ငံကဒီကိစ္စကိုမစင်စားပဲလုပ်တာလားတော့တရုတ်နိုင်ငံသားဖြစ်တယ်လို့ကြီးညာတာတရုတ်နိုင်ငံမှာကျေးစားစစ်သားမှမရှိတာအဲ့တော့ဒါဒီတရုတ်စစ်သားလို့ပဲယူဆကြပါဗျာ အဲ့တော့မြန်မာနိုင်ငံလိုဒေသမှာတော့လာပြီးတော့ရန်စလို့ရရင်ရမယ်။ဥရောပကိုတော့လာရန်စလို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်အခုအနေထားဟာကမ္ဘာပေါ်မှာတော့ဒါဒါ breaking news တခုပါပဲ။အဲ့တော့တရုတ်နိုင်ငံကတကယ်ပဲကမ္ဘာကြီးနဲ့ဆက်ဖြစ်ဖို့အစဉ်အသင်းဖြစ်နေပြီလားပေါ့။အဲ့တော့နော်တရုတ်နိုင်ငံကတကယ်ပဲအမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်ဖို့အစဉ်အသင်းဖြစ်နေပြီလားပေါ့။ဒါအလုံးတရာမေးစရာကောင်းတဲ့မေးခွန်းအကြီးကြီးတခုပါ။ အမေရိကန်ကဖွင့်ပြီးလို့တရုတ်နိုင်ငံဒီနေ့ဒီအနေထားကိုရောက်သွားတာတကဘာလုံးသိတယ်အဲ့တော့အမေရိကန်ဖွင့်ပြီးလို့အမျက်ထုတ်ပြီးတော့အခုအမေရိကန်ကိုပကုန်းကြီးပြန်ရှင်မယ်ဘာလို့ဆိုယူကရိန်းမှာအဓိကယူကရိန်းဘက်ကတိုက်နေတာအမေရိကန်ကတိုက်နေတာလေနေတိုးကတိုက်နေတာအဲ့တော့ရုရှားဘက်ကဝင်ပါခြင်းသည်အမေရိကန်ကိုစစ်တိုက်ခြင်းပဲယူကရိန်းကိုအော်ဒီမနေတိုးကိုစစ်တိုက်ခြင်းပဲအဲ့ဒါကိုတရုတ်နိုင်ငံကခိုးချောင်ခိုးဝဲနဲ့ဝင်ပါနေတာတရုတ်နိုင်ငံကဝင်ပါနေတယ်ဆိုပြီးမကြေညာထားဘူး တရားဝင်ပြောင်းလဲမလုပ်ရဘူးအခုယူကရိန်းသမ္မတကလက်ဆော့လက်ကင်ပြောတာသူတို့ဖမ်းမိထားတဲ့စစ်သားတွေထဲမှာတရုတ်စစ်သားနှစ်ယောက်ပါနေပြီအဲ့တော့ဟိုခိုးကြောင်ခိုးဝဲနဲ့လုံနေတာကြာပါပြီမြန်မာနိုင်ငံမှာလည်းတရုတ်စစ်တပ်တွေလွှတ်ပြီးတော့ခိုးကြောင်ခိုးဝဲနဲ့မြောက်မြောက်လိုင်းလိုဘက်ကတိုက်ပီးနေတဲ့ပုံစံရှိတယ်အဲ့တော့တရုတ်နိုင်ငံကြီးတကယ်ပဲကဘာကြီးပေါ်မှာအဆင်သင့်ဖြစ်နေပြီလားဆိုတော့မိကုံးကအခြေကြီးဖြစ်လာပါပြီအဲ့တော့ အဲ့တော့ဒါကနောက်ထပ်ထူးခြားချက်တစ်ခုပါအဲ့တော့ကမ္ဘာကုန်သွယ်ရေးစစ်ပွဲက အမေရိကန်သမ္မတပြောနေသလိုပဲဒီဒီအခုဈေးကွက်ကတော့ပြန်လဲတုတ်ပြန်တယ်ပေါ့နော်ဒါပေမဲ့အမေရိကန်သမ္မတနဲ့အီလွန်မတ်စ်ကတော့သဘောထားစကွဲနေပါပြီအီလွန်မတ်စ်ကတော့အီတလီနိုင်ငံကိုရောက်နေတဲ့ဒီဥရောပမှာသူပြောထားတဲ့မိကွန်တစ်ခုမှာတော့အမေရိကန်နဲ့ဥရောပဟာ zero tariff ပေါ့နော် လောကုံသွယ်မှုလွတ်လပ်တဲ့ကုံသွယ်မှုဘာမှအပြန်လဲအခွင့်မကောက်ပဲအကုံသွယ်မှုလုံးတဲ့နေသမရဒွန်နန်ထရန့်ကိုလည်းသူအကြံဉာဏ်ပေးထားပါတယ်လို့စာပြောနေပါပြီအဲ့တော့သမရဒွန်နန်ထရန့်ကတော့ဥရောပကိုတော့အခုအခွန်တွေတုတ်ကံမယ်ဆိုတော့ပြောထားတာ၄ရှိတယ်အဲ့တော့အဲ့တော့သမရဒွန်နန်ထရန့်နဲ့ဒီအီလွန်မတ်စ်နဲ့စပြီးတော့သဘောထားကွဲမှုတွေတော့စဖြစ်ပြီးအဲပြီးတော့အခုကမ္ဘာပေါ်မှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အီလွန်မတ်စ်ကဒီစစ်ပွဲတွေကြောင့် ဒီကုံသွေးရေးစစ်ပွဲကြောင့်အထိအနာဆုံးပုဂ္ဂိုလ်ကလည်းကမ္ဘာပေါ်မှာအီလိုမတ်စ်ပါပဲသူဒီစတော့မားကတ်တွေကြားတယ်သူရဲ့တက်စလာကုမ္ပဏီတွေကြားတယ်သူရဲ့တခြားကုမ္ပဏီတွေစတော့ဈေးကွက်တွေသူအများဆုံးအများဆုံးဆုံးရှုံးနေတာသွားတာပါဒါကြောင့်သူကတော့ဥရောပကုံသွေးမှုမှာဘာတော့သူရဲ့စိတ်ယုံတွေအားလုံးကလည်းဥရောပမှာပဲရှိနေတာအဲ့တော့ Elon Musk ကတော့ဥရောပနဲ့ဒီအမေရိကန်နဲ့ကုန်သွယ်မှုက zero tariff ပေါ့နော်အဲ့တော့ လုံးဝဟိုဟိုဘောတော့ကိုယ်သွေးမှု free ပေါ့နော်အပြန်လန်အခွန်စည်းကြမ်းမှုမရှိပဲအပြန်လန်သွားရမယ်ဆိုတော့ Elon Musk ကတော့စပြောနေပါပြီသမရဂျိုးဘိုက်ဒန်လက်ထက်မှာပြီးခဲ့တဲ့သမရလက်ထက်မှာနေတိုင်းနေတိုင်း stock market တွေဈေးဈေးတက်တယ် Elon Musk ရဲ့ company တွေကနေတိုင်းနေတိုင်းအဲဒီဘယ်လိုမလဲ stock share တွေတက်တာပြီးတော့ Elon Musk ကနေတိုင်းနေတိုင်းချမ်းသာခဲ့ပြီးတော့အခုလက်ရှိနေထားမှာတော့ Elon Musk က နေတဲ့အနေတိုင်းပူပူဆင်းရဲသွားတယ်။ဘာကြောင့်လဲ။စတော့မားကတ်ကြီးပြီးခဲ့တဲ့3ရက်ပေါ့။ဂျာတာပေးတောက်ကြမင်းကတင်းလန်နေ3ရက်က20ရန်ကနေဆိုစတော့ရမားကတ်ကြတော့ဘဲမားကတ်ဖြစ်သွားပြီဖြစ်တာဖြစ်တဲ့အတွက်ဒီအီလွန်မတ်စ်ကအများဆုံးနင်နာမဲ့လူဖြစ်ပါတယ်။အဲ့တော့ low consuming low ငါတော့ဒီအဲ့ဒီဒီ low job ပေါ့နော်။အဲ့တော့ low employment ပေါ့။အဲ့အဲ့လိုမျိုးတွေဖြစ်လာတဲ့အခါမှာ ဒီလူတွေကဝယ်စားတဲ့လူတွေကအလုပ်တွေပြုတ်လာတဲ့ခါကျတော့ဝယ်မစားနိုင်တော့ဘူးအဲ့တော့ market ကကျဖို့ပဲရှိတယ်ပြောချင်တာကကဘာပေါ်မှာအစားဆုံးသူနေသွားမယ်ဈေးဝယ်စားတဲ့လူနေသွားမယ်လူတွေကအလုပ်ကင်လေရှားပါသွားမယ်ဆိုရင်အဲ့ဒါဒီဒီဘဏ္ဍာရေးဆိုင်ရာ ကုန်စည်းဝေးဆိုင်ရာဤပညာစကားဟာ recession လို့ခေါ်ပါတယ်စီးပွားရေးပြက်ကဆိုင်တာပဲမြန်မာနိုင်ငံကစီးပွားပြက်ကဆိုင်နေတာအဲ့တော့မြန်မာနိုင်ငံဟာဝယ်စားမဲ့လူတွေအားလုံးရဲ့ trading power ပေါ့ purchasing power လို့ခေါ်တာပေါ့ဝယ်စားနိုင်တဲ့အနေအထားယော့သွားတယ်မြန်မာနိုင်ငံကအလုပ်လက်မဲ့တွေများလာပြီးဝင်ငွေတွေယော့သွားတယ်အဲ့ဒါနှစ်ခုကိုကြည့်လိုက်ရင်မြန်မာနိုင်ငံဟာစီးပွားရေး recession ဖြစ်နေတာဒါကြောင့်စစ်အာဏာရှင်အစ်ခစ်အဆက်ဆက်မှာ မြန်မာနိုင်ငံဟာအမြဲတမ်းစီးပွားပြက်ကက်ဖြစ်နေတာအမြဲတမ်း inflation ဆိုတဲ့ကုန်စည်နှုန်းတက်နေတာအမြဲတမ်းလူတွေအားလုံးဒီဆင်းရဲဒုက္ခပူပူရောက်သွားတာပူပြီးဆင်းရဲမွဲတေသွားတာဘာကြောင့်လဲဆိုတော့ဆေးရနာရှင်တွေကလွတ်လပ်တဲ့ဈေးကွက်စီးပွားစနစ်ကိုမဖန်တီးနိုင်ဘူးပြီးတော့အဲ့ဒီဈေးကွက်ကိုလည်းဝယ်ဝယ်စားသုံးမဲ့နော်ဝင်ရောက်ပြီးတော့ပျော်ရွှင်မဲ့ဈေးဝယ်မဲ့လူဖြစ်တဲ့မြန်မာနိုင်ငံသားတန်း90ကိုလည်းအိတ်ဖောင်းအောင်မလုပ်ပေးနိုင်ဘူး အဲ့တော့အလုပ်တွေကလည်းအရင်ခက်ခဲလာတယ်ဝင်ဝင်နေလာတယ်အဲ့တော့အဲ့နှစ်ခုကဆက်ဆက်နေတယ်ဝင်ဝင်နေရင်သုံးတာနေသွားမယ်သုံးတာနေသွားရင်ဈေးကွက်ပြတ်မယ်ဈေးကွက်ပြတ်ရင်ဘာဖြစ်မလဲစီးပွားပြတ်တက်ဆိုင်မယ်ဈေးကွက်ပြတ်ခဲ့ဆိုင်ဆိုင်ရင်ကျွန်တော်တို့ဒီ inflation ဖြစ်မယ်ငွေကြေးဖောင်းပမယ်အဲ့ဒါနဲ့ပဲမြန်မာနိုင်ငံဈေးကွက်ကဆက်ရနာချင်းအုပ်ချုပ်ခဲ့တဲ့အနှစ်80တောက်လျှောက်အခုလိုအနေအထားကိုရောက်သွားတာဆက်ရနာချင်းတွေကိုအဓိကကျွန်တော်တို့ဖြုတ်ချခြင်းနဲ့အဓိကအချက်ကအဲ့ဒါပဲ ဆရာနာရှင်တွေဈေးကွက်ဈေးပွားရေးစနစ်ကိုမလုပ်တတ်ဘူးဆရာနာရှင်တွေကပြည်သူတွေအိတ်ဖောင်းအောင်မလုပ်ပေးနိုင်ဘူးဆရာနာရှင်ကတနင်္ဂနွေလုံးအလုပ်လက်မဲ့တွေဖြစ်ပြီးတော့ပတ်စံရှာအောင်ခက်အောင်လုပ်ထားတယ်အဲ့လိုအနေထားကြောင့်မြန်မာနိုင်ငံမှာလူတစုပဲချမ်းသာတာပေါ့အဲ့တော့အဲ့တော့ပြောရလှိုင်ဝင်းရေမင်းကပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်တွေကွာမင်းကငါတို့မြန်မာနိုင်ငံမှာဆရာနာရှင်လက်ထက်မှာတိမ့်စိန်လက်ထက်မှာဂုံတိုက်ကြီးတွေပေါ်လာတယ်လူတွေတိုးစစ်ကြိတ်နေကြတယ်အဲ့ဒါက မြန်မာနိုင်ငံလူကြီးရဲ့မြို့နယ်လူတန်းစားတချို့ပဲတိုးကျနေတာရန်ကုန်မှာတော့အဲ့ဒီဂမုံမွေးကုန်တိုင်းမှာ ocean ကုန်တိုင်းမှာတိုးနေတာအားလုံးဒီရန်ကုန်သားအားလုံးမဟုတ်ပါဘူးပတ်စံရှိတဲ့ဆေးရနာရှင်နဲ့ပူစားပေါင်းစားနေတဲ့လုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပဲဝယ်တိုးကျနေတာပါရန်ကုန်မြို့မှာရှိနေတဲ့အင်းစိန်မြို့နယ်လှိုင်းတရာမြို့နယ်ဒဂုံမြို့နယ်စမ်းချောင်းမြို့နယ်အလုံးမြို့နယ်မင်္ဂလာတို့မြို့နယ်တို့မှာရှိတဲ့တာမန်ပြည်သူကြောက်တရာမြို့နယ်ဗဘဲတန်းမြို့နယ် နော်ကြောက်တရားမျိုးနဲ့ပပဲနှမ်းမျိုးနဲ့ပဇွန်တော်မျိုးနဲ့ဘယ်လာတာမျိုးနဲ့ဆိုတဲ့မျိုးနဲ့၆မျိုးနဲ့မှာနေတဲ့တန်မှန်ပြည်သူမဝယ်မစားနိုင်ပါဘူးအဲ့ဒါဒီအရှိတရားပါအဲ့တော့ဆေးရနာပြောချင်တာကဈေးကွက်ဆိုတာကမြန်မာနိုင်ငံမှာရှိတဲ့တနိုင်ငံလုံးပြည်သူတွေအားလုံးရဲ့ပတ်စံဖြုံးအားပေါ့ဗမာလိုပြောရင်တော့ purchasing power ဆိုတာဖြုံးအားအဲ့ဒါအားလုံးကြပါဘာကြောက်ကြပါလဲ ဆရာနာရှင်ကအလုတ်ကင်ရှားပါအောင်လုပ်ထားတယ်လူတွေစီးပွားရေးလို့အဓိကကသူဦးချင်းပုတ်ကလေးကဆိုင်လေးတွေချမ်းသာလို့တိုင်းပြည်စီးပွားရေးချမ်းသာဈေးကွက်ရဲ့သဘောတရားသည်အလိုအမတန်ရိုးရိုးရှိရှိနေဒီမှာရှိတယ်80နဲ့90ခန့်တော့ပြည်သူဟာတာမန်ပြည်ပဲတနိုင်ငံလုံးကိုပိုင်စီးပွားရေးလုပ်ငန်းရှိတယ်ဆိုဘယ်ကဘာမှမဖြစ်အမေရိကန်မှာတော့မရှိဘူးပြောချင်တာက ိုက်ပြည်မှာရှိတဲ့80နဲ့90ခန်းလုံးပြည်သူတွေတာမန်စင်းသားပြည်သူတွေလာခစားဝန်ထမ်းများဖြစ်တဲ့အစိုးရမှလှုပ်လှုပ်ပုဂ္ဂလိကမှမလှုပ်လှုပ်ကိုယ့်အကူကုမ္ပဏီထောင်ပြီးလာခစားလှုပ်လှုပ်အဲ့တော့အဲ့ဒီအများစုဖြစ်တဲ့အဲ့ဒီလက်ကစားဝန်တန်းတွေအားလုံးကိုဘိုက်ဖောင်းအောင်မလုပ်ပေးနိုင်ရင်အိမ်နိုင်ငံစီးပွားရေးမတူတက်ပါဘူး။ဒါဒီအလုံးအမတန်ရှင်းတဲ့ကိစ္စပါ။အဲ့တော့အဲ့ဒါကြောင့်မြန်မာနိုင်ငံဒီ recession လို့ခေါ်တဲ့ပြက်ကက်ကုန်သွယ်ရေးစီးပွားရေးပြက်ကက်ဖြစ်နေတာ ခေတ်တိုင်းစနစ်တိုင်းမှာဖြစ်နေတာဒါကြောင့်မြန်မာနိုင်ငံသည်တိုက်ပြည်ကပူချမ်းသာလာတာမရှိဘာလို့လဲပြည်သူတွေပူဆင်းရဲသွားတဲ့အတွက်ပြည်သူဆိုတာဆင်းရဲသားပြည်သူ80ခန်းလို့ကနတော့ကအလေလက်တန်းစားတွေကတော့ချမ်းသာသွားတယ်ဟုတ်တယ်နော်ကိုပိုင်လုပ်ငန်းရှင်လေးတွေချမ်းသာသွားကြတယ်တွင်တဲ့တဲ့လူပေါ့ဗျာအဲ့တော့မြန်မာနိုင်ငံမှာတွင်တဲ့တဲ့လူဆိုတာဘာလို့ပြောချင်တာလဲစစ်တပ်နဲ့ပြည်လေတဲ့လူပဲသူတို့ပြောပြောနေတယ်အပေါ်ကဝိတ်လို့ပြောတာအဘာတွေနဲ့ပြည်လေတဲ့လူပဲ အဲ့ဒီကိုပြေလဲတဲ့လူတွေကဘာကိုအကြောင်းပြပြီးပြေလဲအောင်လုပ်တယ်ဘာသာရေးကိုအကြောင်းပြပြီးပြေလဲအောင်လုပ်တယ်ဘုံကြီးเจ้าနေနဲ့ပတ်သက်ပြီးတော့အဘာတွေနဲ့သက်သက်တွေ့တယ်ဖះပွေးနဲ့ပတ်သက်ပြီးအဘာတွေနဲ့ဆက်တွေ့တယ်ပလီเจ้าနေနဲ့ပတ်သက်ပြီးအဘာတွေနဲ့ဆက်တွေ့တယ်ဟုတ်ပြီနော်ဘာသာရေးဖះပွေးနဲ့ပတ်သက်အဘာတွေနဲ့ဆက်တွေ့တယ်အခုလိုငလင်ဘေးနေနဲ့ပတ်သက်ပြီးအဘာတွေနဲ့ဆက်တွေ့တယ်အဘာတွေကပြည်သူတွေကိုအခုလိုဒုက္ခရောက်တဲ့အချိန်မှာ အဲ့လို volunteer လှူပေးတာကိုအရန်လိုချင်တာဒါပေမဲ့အဲ့ဒါအဘတွေနဲ့ဆက်သွယ်ရတယ်အပေါ်ကအဘတွေအဲ့လိုအဆက်သွယ်ရနေဒီဟာတွေကိုအကြောင်းပြပြီးအဘတွေနဲ့ဆက်သွယ်ပြီးစီးပွားရေးလုပ်တာအဘတွေကလည်းသူတို့ခိုးထားတာတွေသူတို့နဲ့ပြည်လဲတဲ့အဟာတွေအားလုံးကိုအဲ့ဒီလူတွေနဲ့ပဲပေါင်းပြီးတော့သူတို့အဘတွေအတွက်လှုပ်ကြွေးပေးတယ်ပြီးတော့အဘတွေကိုအခြေခံ share တတ်ဖို့တယ်အချိုးကြပေးတယ်ပါမစ်ပူပေးတယ်အဲ့ဒါဒေါ်အောင်စုံစီအစိုးရလက်ထက်တည်းကရှိတာနော် ဦးဝင်းထိန်ရဲ့တူကနာမည်ကြီးပဲအဲ့တော့ကျွန်တော်ကတဖက်သက်မပြောဘူးဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာလဲဦးဝင်းထိန်တူကနာမည်ကြီးနော်အဲစီးပွားရေးမားကတ်မှာဒေါ်ဆန်းစုကြည်လက်ထက်ကြတော့ NLD ကဘိုးတော်တွေနဲ့ပတ်သက်တဲ့လူတွေအဲ့ဒီမှာဦးဝင်းထိန်ကတူကနာမည်ကြီးပြီးတော့ဝန်ကြီးချုပ်တွေနဲ့ပတ်သက်တဲ့လူတွေမြေခွက်တွေဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးပတ်သက်တဲ့လူတွေကကြီးပွားကြတယ် ဲ့တော့အေးလူတွေကြီးပွားပြီးအေးလူတွေကကနာဖြုံအားပေါ့ပါချင်းတဲ့အခုဆိုပြနိုင်ငံတကာသွားတယ်ဗျာ hash သွားတယ်ဗျာအခုကျွန်တော်တို့တွေ့နေရတယ်နော် hash သွားတယ်ဗျာဖျားဘူးတွေထွက်တယ်ဗျာနော်နိုင်ငံအစင်ကူဈေးဝယ်ထွက်တယ်ဗျာအဲ့ဒါလေအဲ့လောက်လေးလေးလူတွေကိုကြည့်ပြီးမြန်မာနိုင်ငံတိုးတက်တာပေါ့အေးလူကအဘာတွေနဲ့ပတ်သက်တဲ့လက်တဆုပ်စာဆယ်ရကနုတ်ထဲမှာကျန်တဲ့60ရကနုတ်စင်ရသားပြည်သူတွေကပါချက်စင်ပါဝါပတ်စံဖြုံအားမရှိဘူးဗျာအခုလို ရေပြီး ငလင်ဘေးစစ်ဘေးမင်းဆိုမင်းညက်နော်အဲ့ဒီအုပ်မုံတိုင်းဘေးဒီလိုဘေးတွေနဲ့ထက်ကြုံနေစစ်ပွဲတွေဖြစ်နေပြည်သူတွေရဲ့ဖြုံအားကြာသွားမှာပဲဒါဒီတိုက်ပြည်စည်းဘွားပြခဲ့ဖြစ်မယ်အဲ့လားမျိုးကိုပဲအမေရိကန်မှာလည်းပြောနေတာတရုတ်ကိုလည်းပြောမှာဒါတော့တရုတ်ကရေရှည်တောက်ခံနိုင်မလားဆိုတော့အဲ့ဒါကိုပြောတာတရုတ်ကပစ္စည်း၄ခုအမေရိကန်ကိုရောင်းရင်အမေရိကန်ကပစ္စည်းတစ်ခုပဲပြန်ရောင်းတာ ဲ့တော့အပြန်အလှန်ကုန်သွယ်ကုန်ကောက်ကြရင်တရုတ်ပဲနေတာမှာတရုတ်နိုင်ငံကအများဆုံးအမေရိကန်ကို ကုန်သွယ်နေတာဘာကြောင့်လဲအမေရိကန်ကော်ပိုရှင်တွေကတရုတ်နိုင်ငံမှာသွားဖွင့်လာတာကိုအဲ့တော့မှတ်လောက်သားလောက်အောင်အကြောက်သမ္မတဒေါ်လန်ထရန့်ကပြောတာငါလုံးသမျှကိုငြိမ်ခမ်းအမေရိကန်အစိုးရရဲ့စိတ်နေစိတ်ထားကအလွန်အမတန်ရှင်းနေတယ် အမေရိကန်အစိုးရကသူထုတ်ပြန်လိုက်တာဟာပြန်မတုတ်ပြန်နဲ့ခံလိုက်မခံရင်ငါတို့လာညှိပြောကြတယ်ငါအောက်လာကျို့မကျို့ပဲပြန်တုတ်ပြန်ရင်ငါနှစ်ဆပြန်လို့ပြန်မှာအဲ့ဒါကိုသိတဲ့ဥရောပနိုင်ငံများ UK နိုင်ငံအပါဝင်အော်စတြေးလျအပါဝင်တောင်ကိုရီးယားဂျပန်တို့ကအမေရိကန်အစိုးရရဲ့စိတ်နေစိတ်ထားကိုကောင်းကောင်းသိတာဖြစ်တဲ့လုံးဝမင်းငါ့ကိုဆယ်ရံတို့မင်းကိုဆယ်ရံတို့ပြန်မတုတ်ပြန်ဘူးအသားလေးပါးစပ်ပိတ်နေမကြိုက်တော့မကြိုက်ဘူး သူတို့ရှုံးနေဆိုတာကိုပဲသူတို့ပြည်သူချပြနေတယ်ပြီးတော့နောက်ွယ်ကနေအမေရိကန်အစိုးရရဲ့ကုန်သွယ်ရေးကိုယ်စားလှယ်နဲ့ညှိနေတယ်အဲ့ဒါကိုထမ်းကလိုချင်တာအဲ့တော့ထွန့်ပြောတယ်ငါ့ကိုလာညှိနေကြတယ်ညှိတဲ့လူတွေဆိုရင်ငါကရှော့ပေးမှာတဲ့အဲ့ဒါကိုတရုတ်ကမင်းကငါ့ကိုလာပြီးမစော်ကားနဲ့မင်းကကိုအနိုင်မကျင်းနဲ့မင်းကကို90 93ရံကနိုးဆိုရင်ငါမင်းကို34ရံကနဲ့ပြန်စော်မယ်လို့မနေ့ကစော်လိုက်တဲ့ချိန်မှာထွန့်ကပြောတယ်မင်းကကို34ရံကနိုးပြန်တုတ်ပြန်တယ်ခွန်တုတ်မပြန်မင်းပြန်လာပြောရင်မင်းကိုနောက်ထပ်90ငါတိုးမယ် ဲ့တော့တရားနဲ့300ခန်းလို့အဲ့ဒါဆိုတေးကိုွဲပြီအဲ့ဒါမျိုး အနေထားဖြစ်တာဖြစ်တဲ့တွေ့သူမှ abuse လုပ်နိုင်တဲ့အာဏာရှိတယ်ပြောချင်တာသူဒီကမ္ဘာကုန်သွယ် market မှာ သူကသူ့ကိုမှီခိုနေရတယ်ဆိုတာလေလူတိုင်းသိတာဖြစ်တယ်အဖြစ်တဲ့တွေ့သူဒီအဲ့ဒါကို အသုံးချပြီးသူက သူ့ကိုလာပြီးတော့ခါရစေချင်တာညှိနှိုင်းစေချင်တာဆရာခေါ်စေချင်တာနောက်မှလည်းသူလိုချင်တာကို သူနိုင်ငံရေးရသူအောင်မြင်သွားအောင်သူ့ကိုဝိုင်းလုပ်ပေးစေချင်တာသူကရွေးကောက်ပွဲတုန်းကသူ့လူတွေကိုမဲပေးတဲ့လူတွေကိုဂတိတွေပေးထားတာကိုသူသူအကောင့်တဲဖော်ချင်တာဖြစ်တာပြည့်မင်းတို့အနစ်နာနည်းနည်းခံပြီးငါဒါငါလူတွေကိုငလုံးပြခံမှလို့သူကပြောချင်တာအဲ့ဒါကိုလက်မမပြန်ပြန်ဆော်မယ်ဆိုရင်တော့ तू ကထပ်ဆော်မှာ။ဘာကြောက်လဲ။ငကူတွေကအမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးမှာ အဓိကအမေရိကန်ကလူငွေပြနေတာလေတရုတ်ကအသာရနေတာအဲ့တော့အသာရတဲ့လူကပဲခံရမှာလေငကိုတဲ့အမေရိကန်ကတရုတ်နဲ့ကုန်တယ်လားမဟုတ်ပဲဥရောပလည်းထုံနေကောင်းပဲငကိုနဲ့ဥရောပနဲ့အမေရိကန်နဲ့ကုန်တဲ့ချိန်မှာဥရောပကအသာရနေတာအမေရိကန်အသားငါးတွေဝယ်မစားဘူးဗျာဘာလို့လဲဆိုတော့ခရိုနင်းလောက်ထားတာဖြစ်တဲ့အတွက်ဟော်မုန်းဓာတ်တွေပါတာပေါ့ဒါကြောင့်ဥရောပနိုင်ငံတွေအော်စတြေးလျနိုင်ငံတွေကအမေရိကန်အသားငါးတွေကိုသူ့နိုင်ငံနိုင်ငံရေး policy ကမစားဘူးဒါမျိုးတွေလောက်ထားတာရှိတယ်အဲ့တော့အဲ့ဒါကြောင့်ဥရောပကလည်းသူတို့သာနေတာသူတို့ကဗဇက်ပိတ်နေတာ ဲ့တော့အမေရိကန်တပ္ပရဒေါ်နယ်ထရန့်နဲ့အမေရိကန်အစိုးရကိုစိတ်ဆိုးအောင်ထပ်မကွန့်ဘူးအနောက်ကဝန်တွေတချော့နေတယ်ပြောချင်တာကအဲ့ဒါမျိုးကို အမေရိကန်အစိုးရကလိုချင်မှန်းသိတယ်တိတဲ့အတွေ့အဲမနေ့ကတပ္ပရဒေါ်နယ်ထရန့်ကိုယ်တိုင်ပြောသွားတာကတခြားနိုင်ငံတော်တော်များများနဲ့ငါတို့လာပြီးညှိနှိုင်းနေကြပြီဒါကြောင့်ပြေလည်သွားနိုင်တယ်လို့ပြောတာဖြစ်တယ်ဒီနေ့ဈေးကွက်ကမြုံလေးချက်အကြီးကြီးထားပြီးတော့ဒီရင်းနှီးမြုံနယ်တဲ့လူတွေက ဒီနေ့ပြန်ပြီးရင်းနှီးမြှုပ်နှံမှုတွေပိုလှုပ်လာတဲ့အခါကျတော့ဈေးကွက်ကြီးဒီနေ့ပြန်တက်သွားတယ်အကောင်းဆုံးဘောဖြစ်တယ်။ဒါကြောင့်မြန်မာနိုင်ငံအနေထားကတော့အားလုံးသိတဲ့အတိုင်းပဲဒီစစ်အာဏာရှင်တွေအားလုံးဒီဘယ်တော့မှတိုက်ပြည်ရဲ့90ရာခိုင်နှုန်းဒီအမြဲတမ်းသူ့ရဲ့ရည်ရွယ်ချက်ကအာဏာကိုလူယူထားတာ ဖြစ်တဲ့အတွက်ဒီ90ရာခိုင်နှုန်းတော့သူ့ကိုပြန်တုတ်ပြန်နိုင်တဲ့လူတွေအားလုံးကိုရိုက်ချိုးထားမှာဘွားဖြတ်ထားမှာဆင်းရဲအောင်လုပ်ထားမှာ ုတ်ကောက်เสียမှာရှိအောင်နော်ဒီသူတို့ဘဝမှာဒီပတ်စံနေပေါ့ဒီစာဝန်နေကြီးနေပဲအလုရှုပ်နေအောင်တမင်ကိုရွေကျက်ရှိရှိဆင်းရအောင်လုပ်ထားတာလူတန်းစားအဲ့ဒါမှအခုလိုဒုက္ခရောက်တဲ့အချိန်မှာသူတို့တွေကိုအဘရေကဲပါဦးရေကဲပါဦးမင်းသမီးရေကဲပါဦးမင်းသားရေကဲပါဦးခရိုနီရေကဲပါဦးစပွန်ဆာရေကဲပါဦးဆိုတော့ငွေတွေအားလုံးကိုတောင်းနဲ့တောင်းနဲ့ချီတယ်ဗမာငွေ3000လို့ပတ်စံတွေအထုတ်လိုက်အထုတ်လိုက်ဇပွဲပေါ်မှာတင်ပြီးတော့ Facebook မှာတင်ပြီးတော့သူတို့ကိုကဲတင်ရှင်ကြီးဖြစ်အောင်တထေးမကြီးဖြစ်အောင်တထေးကြီးတွေဖြစ်အောင်လုပ်ပြထားတာပြောချင်တာပတ်စံကသူတို့လက်ထဲမှာပဲရှိတယ်တာမန်ပြည်သူဟာနင်းပြပဲအဲ့တော့ကိုပတ်စံနဲ့ကိုဗန်နဲ့ထဲထားလူတို့ပတ်စံထုတ်လို့မရတဲ့အချိန်မှာဒီသိန်း၄000သိန်း၅000သူတို့ဘယ်ရရလဲရှင်းနေတာပဲအဲ့တော့တမင်ကို လူဒန်းစားခွဲခြားထားတာတမင်ကိုလှုပ်ထားတာ အဲ့တော့အဲ့ဒါကြောင့်ဒီ